ဒီနေ့ဆက်လက်ပြီးတော့တရားနာပရိသတ်ပေါင်းတို့ကိုဖေးတော်ရဲ့နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဒီနေ့ဆက်လက်ပြီးတော့ရောမဩဝါဒစာဆောင်ကို လေ့လာကြမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့လေ့လာကြမယ်ရောမဩဝါဒစာဆောင်ကြတော့ရောမဩဝါဒစာအခန်းကြီး၈နှစ်အငယ်၁၄ကနေပြီးတော့ခါ 21အထိလေ့လာကြမှာဖြစ်ပါတယ်ကျွန်တော်တို့ရောမဝရဆာဆောင်ကိုလေ့လာခဲ့ကြတာဆိုလို့ရှိရင်ခုဒီနေ့ဆိုလို့ရှိရင်ရောမခန်းကြီး7ကိုအဆုံးတတ်ကြတော့မှာဖြစ်ပါတယ်ရောမခန်းကြီး7အငယ်14ကနေပြီးတော့အရင်ဆုံးဖတ်ပြပါမယ်တင်တို့ကိုငင်းဆဲသောသူတို့အဖို့မေတ္တာပို့ကြလောကျင်စစ်ချင်းကိုမပြုမေတ္တာပို့ခြင်းကိုသာပြုကြလော ဝါမြောက်တော်သူတို့နဲ့အတူဝါမြောက်ခြင်းကို၎င်းငိုကြွေးတော်သူတို့နဲ့အတူငိုကြွေးခြင်းကို၎င်းပြုကြလောအချင်းချင်းစိတ်တဘောတညီတညွတ်တည်းရှိကြလောကုံစစ်စိန်ကိုမျက်ကွက်ခြင်းမရှိကြနဲ့နင်းချတော်သူတို့ကိုအပေါင်းအဖော်လုပ်ကြလောငါသည်ပညာရှိဟု ကိုကိုမထင်ကြနဲ့ အဘေသူကိုမြတ်ရန်တောင်းမမူကြနဲ့လူအပေါင်းတို့ရှိမှတင်းတေလျှောက်ပတ်သောအကျင့်ကိုကြံစီကြလောတင်းတို့သည်တတ်နိုင်တမျှအတိုင်းလူအပေါင်းတို့နဲ့အသင်အတင်နေကြလောချစ်သူတို့သူတို့ဘာဒီတင်းတို့ကိုပြစ်မှလျင် ကိုယ်တိုင်အပြစ်ပြန်၍မတုံးကြနဲ့အမျက်တော်ကိုအခွင့်ပေးကြလော ချမ်းသာလာဒီကငါသည်အပြစ်တရားကိုစီရင်ပိုင်၏အပြစ်နဲ့အလျောက်ငါဆက်ပြီမည်ဟုထာဝရဘုရားမိန်တော်မူ၏ထိုကြောင့်တင်ဤရန်သူဒီမိုးတိတ်ရင်လှုပ်ကြွေလောရေငတ်လျင်တောက်เสียဖို့ပေလောထိုသူပြုလျင်သူဤကောင်းပေါ်၌မိခဲကိုပုံထလိမ့်မည် အဆိုးအဖြစ်အဆုံးမခံနဲ့အကောင်းအဖြစ်အဆိုးကိုနိုင်တော်ဒီချမ်းစကားကရောမခန်းရရှိနှစ်အငယ်၁၄ကနေပြီးတော့၂၁ကြားထဲမှာဖော်ပြပေးထားတဲ့ချမ်းစကားဖြစ်ပါတယ်ကျွန်တော်ဒီအကြောင်းကိုဒီဒီနေ့ဝင်ငားတဲ့အခါမှာသူတပါအပေါ်ယုံကြည်သူဤစိတ်ထားဆိုတဲ့ကောင်းစဉ်နဲ့ဝင်ငှပေးมาဖြစ်ပါတယ် ူတပါအပေါ်ယုံကြည်သူဤစိတ်ထားဘောနော်ရောမခန်းရရှင်နဲ့အငယ်24ကနေပြီးတော့27အထိဖြစ်ပါတယ်ဒီကျမ်းပိုင်မှာစင်ပေါ်လူကယုံကြည်သူတူအနေနဲ့သူတပါအပေါ်မှာဘလို့စိတ်သဘောထားရမလဲဆိုတော့ကိုတွင်တင်ပေးနေတာတွေ့ရပါတယ်အခန်းကြီး7နဲ့ အခန်းငယ်6ကနေ73ပေါ့နော်ဆေးအပတ်တုံးကအကြောင်းမှာကြတော့မေတ္တာ၏ဝိတ္တတာလက္ခဏာတွေကိုပြောပြထားပါတယ်ဒီနေ့လေ့လာကြမယ်အငယ်14ကနေ21မှာကြတော့အဲ့ဒီမေတ္တာကိုအခြေခံပြီးတော့သူတစ်ပါးအပေါ်မှာဘယ်လိုစိတ်ထားမျိုးထားရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြနေတာကိုတွေ့ရပါတယ် သူတပားလို့ဆိုတဲ့နေရာမှာဘသူကိုဆိုလို့တလဲဆိုတော့ကိုလည်းပဲသူကပြောပြထားပါတယ်နော်မိမိတို့ကိုငင်းဆဲတော်သူနဲ့ချိန်ဆဲတော်သူဒါသူတပားဖြစ်တယ်အမှန်နဲ့အနေနဲ့တော့နေနေကြတော့ဝါမြောက်တော်သူနဲ့ငိုကြွေးနေရတော်သူများနံပါတ်3ကြတော့မိမိအပေါ်ပြင်းမာထားသူများနဲ့ရံပြူးသူများတို့ကို အချုပ်အဖြစ်ဆိုလိုတာဖြစ်ပါတယ်အဲ့ဒီလူများနဲ့တာမကားပဲနဲ့အခြားအခြားသောလူအပေါင်းတို့နဲ့အတင်းတင်းပေါင်းဖော်ကြဖို့လဲတွင်တင်ပေးထားပါတယ်ဘသူနဲ့မှရန်တွေးငင်းခုန်ခြင်းမပြုကြဖို့လဲပဲပြောပြနေတာဖြစ်ပါတယ်နော်ငွေ6ခုမှကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ ယုံကြည်သူအချင်းချင်းစေဝင်ကိုချင်းမရှိပဲနဲ့စိတ်တဘောတညင်တညော့တည်းဖြစ်ကြဖို့ရေလောကီစစ်စင်ကိုတမဲ့ချင်းမရှိကြဖို့ရေအချင်းချင်းနှင်းချချင်းရှိကြဖို့ရေဝါကြမောင်းမာချင်းမပြုတ်ကြဖို့ကိုလည်းပဲအာကြားထဲမှာမှာပြထားတာကျွန်တော်တို့တွေ့ရပါတယ်ဒီမှာစင်ပေါ်လူရဲ့မှာထားပေးပုံကတော့ဘာနဲ့တူတယ်လဲဆိုလို့ရှိရင် မိဘကနေပြီးတော့သားသမီးတို့ကိုဆုံးမမှာကြပေးတဲ့ပုံစံမျိုးရှိပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတို့ကြားထဲမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုတုံတင်ပေးရှင်မျိုးလေးဖြစ်ပါတယ်။လူတို့ကြားထဲမှာဘယ်လိုအသက်ရှင်ရမလဲဆိုတာနော်။စင်ပေါ်လူရဲ့တုံတင်ဆုံးမချင်းကိုခြုံပြီးတော့လေးလာတဲ့အခါမှာသခင်ခရစ်တော်ရဲ့တံတန်ကိုဆောင်စေတာ ဖြစ်တယ်ဆိုတာကိုလည်းတွေ့ရသလိုခရစ်တော်စီမှာရှိတဲ့စိတ်တော်စိစေလိုတာလည်းဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။နောက်ပြီးတော့ကောင်းကင်သားများဖြစ်တာကိုလည်းကောင်းနောက်ပြီးတော့ဤလောကရဲ့ဆာနဲ့ဤလောကရဲ့အလင်းဖြစ်တယ်ဆိုတာတွေကိုထင်ရှားစေဖို့အတွက်တိုက်တွန်းနှိုးဆော်ပေးခြင်းလည်းဖြစ်တယ်လို့ကျွန်တော်တို့ပြောဆိုရမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်သူတပားဆိုတဲ့အထက်ကနေပြီးတော့ခုနဖော်ပြထားတဲ့အချက်၃ချက်တည်းကနံပါတ်၁အချက်ကိုကျွန်တော်တို့ကြည့်ကြမယ်ဆိုလို့ရှိရင်เนาะနံပါတ်၁အချက်ကတော့တင်တို့ကိုညင်းဆဲသောသူတို့အဖို့မေတ္တာပို့ကြလောကျင့်ဆဲခြင်းကိုမပြုမေတ္တာပို့ခြင်းကိုသာပြုကြလောဆိုတဲ့အငယ်၁၄ကအကြောင်းပဲဖြစ်ပါတယ် ကျွန်တော်တို့ကိုညင်းဆဲတော်သူနဲ့ချိန်ဆဲတော်သူဆိုတဲ့တပားသူအပေါ်မှာကျွန်တော်တို့စိတ်ထားဘယ်လိုထားရမလဲတခင်ခွေးတော်ရဲ့နောက်တော်သူလိုက်မယ်ဆိုလို့ရှိရင်တော့ဤလောကရဲ့နှောက်ဆက်ညင်းဆဲခြင်းနဲ့ချိန်ဆဲခြင်းခံရကြမယ်အကြောင်းခွေးတော်ကိုယ်တိုင်လည်းမင်းတော်မူထပေးခဲ့ပြီဖြစ်ပါတယ်ခွေးတော်ကိုယုံကြည်ပြီးတော့သူ့နောက်ကိုလိုက်တော်အားဖြင့် လူတကာရဲ့ချစ်ချင်းကိုခံရမယ်လို့မျှော်လင့်လို့မရပါဘူး။အဲ့ဒီအစငင်းဆဲခြင်းနဲ့မုန်တိခြင်း၊ကျင့်ဆဲခြင်းကိုသာခံရမယ်လို့တမန်ကျမ်းစာက ပြောပြပေးထားပါဗျ။အဲ့ဒါလို့ခံရတဲ့အခါမှာသူတို့အပေါ်မှာဘလို့စိတ်ထားမျိုးထားရမလဲဆိုတော့ကိုပဲရှင်ပေါလုကပြောပြနေတာဖြစ်ပါတယ်။သူတို့အတွက်ဆူတောင်းမြတ်တာပို့တာချင်းကိုသာ ပြုကြလောဆိုပြီးတော့ မှာကြပေးထားပါတယ်။ခင်ယေရှုဟာမိမိကိုညှင်းဆဲသူတို့အတွက်ကာရင်ဘောကနေဆူတောင်းမြစ်တာပို့တာပေးခဲ့ပါတယ်။အဲ့ဒီလိုပဲတတိဖန်လည်းပဲသူကိုညှင်းဆဲနှိပ်စက်တော်သူတို့အတွက်ဘုရားသခင်ရှင်မှာဆူတောင်းပေးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီလိုပဲကျွန်တော်တို့ ဆေအတင်းတော်ဖခင်ကြီးများရဲ့ဒီယံသူအပေါ်ထားတဲ့သဘောထားကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်ဟတ်ကလည်းပဲသူကိုမြင့်တင်ဆိုးဖို့အတွက်စိတ်စိတ်မှာနော်ဒုထောပြီးတော့မိမိယံသူတို့ရဲ့အပြစ်ကိုခွန့်လွတ်ပြဖို့ဖရာသခင်စီမှာ ဆူတောင်းခဲ့တာကိုကျွန်တော်တို့သိရပါတယ်။ယံသူတို့ရဲ့အပြစ်ကိုကြီးမားသောကရုဏာတော်နဲ့ခွင့်လွှတ်ပေးဖို့ဂျွန်ဟတ်ကဂျွန်ဟတ်ကဆူတောင်းခဲ့ပါတယ်။သူ့လိုပဲဒီဝီလျံတန်ဒေါ်ကလည်းပဲနော်သူ့ကိုမီတင်ရှိုးမဲဆဲဆဲတိုင်ပေါ်မှာချင်းအောင်ထားတဲ့အချိန်မှာနောက်ဆုံးဘာပြောချင်းတယ်လဲလို့ဆိုတဲ့အခါမှာသူက နှုတ်ကိုဖွင့်ပြီးတော့ဘုရားသခင်ရှင်မှာဆုတောင်းခဲ့ပါတယ်ဘယ်လိုဆုတောင်းခဲ့တယ်လဲဆိုလို့ရှိရင်ထာဝရဘုရားတဲ့အင်္ဂလန်ဘုရင်ရဲ့မျက်စိကိုဖွင့်ပေးပါလို့ပဲသူဆုတောင်းပေးခဲ့ပါတယ်အဲ့ဒါလို့ပြုနိုင်ဖို့အတွက်ကျွန်တော်ခွန်အားနဲ့တော့မတတ်နိုင်ကြဘူးဆိုတော့တေချာပါတယ်ဒါပေမဲ့ရှင်ဘောလို့ပြောသလိုငါကိုခွန်အားနဲ့ပြည့်စုံစေတော့ ခရစ်တော်အဖြစ်ငါသည်ခတ်သိမ်းသောမှုကိုတတ်ဆွနိုင်၏ဆိုတဲ့အတိုင်းပဲဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာနော်ညင်စေသောသူနဲ့ချိန်စေသောသူတို့အတွက်ဆုတောင်းမြတ်တာပို့တာပေးနိုင်ဖို့ရန်မဆာပေးနိုင်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်နံပါတ်1အချက်အနေနဲ့ယုံကြည်သူတယောက်ဖြစ်ပြီဆိုလို့ရှိရင် မိမိတို့ကိုညှင်းဆဲသောသူနဲ့ချိန်ဆသောသူတို့ကိုပြန်တုံးပြန်ရမှာကတော့သူတို့ကိုသူတို့အတွက်ပေါ့နော်ဆူတောင်းမြစ်တာပူဇော်ပေးဖို့ပဲဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်တို့သိရပါတယ်။နောက်ဒုတိယအချက်အနေနဲ့ကြတော့တပသူဆိုတာဘသူတွေလဲဆိုလို့ရှိရင်ဝမ်းမြောက်သောသူနဲ့ငိုကြွေးနေရသူများဆိုတော့ကိုကျွန်တော်တို့အငယ်ရှင်းကမှတွေ့ရပါတယ်။ ဝါမြောက်တော်သူတို့နဲ့အတူဝါမြောက်ခြင်းကို၎င်းငိုကြွေးတော်သူတို့နဲ့အတူငိုကြွေးခြင်းကို၎င်းပြုကြလောလို့ဆိုထားပါတယ်လူတူတယောက်ဟာအကြောင်းအရာတစ်ခုခုကြောင့်ဝါမြောက်เสียအကြောင်းအရာတစ်ခုခုကြောင့်ဝါမြောက်ပြုဆင်နေတယ်ဆိုတော့ကိုတွေ့လို့ရှင်မနာလို့မဖြစ်ရပါဘူးသူရဲ့ဝါမြောက်ခြင်းပြုဆင်ခြင်းကိုလည်းပဲ ဖြစ်လို့ဖြစ်စီမလုပ်ရပါဘူးအဲ့ဒီလူကိုကုံပြိုးဝါမြောက်ပေးရမှာဖြစ်တယ်သူနဲ့အတူဝါမြောက်ပေးရမှာဖြစ်ပါတယ်သူတို့ဘဝဝါမြောက်နေတာကို အတူဝါမြောက်ပေးနိုင်ခြင်းမရှိတာကတော့မနာလိုစိတ်ကြောင့်ပဲဖြစ်ပါတယ်လို့ခရစ်စတုမကမှတ်ချက်ပြုပြောဆိုခဲ့ဖို့ပါတယ်မနာလိုစိတ်ဟာမိမိတို့စီမှာရှိနေမယ်ဆိုလို့ရှိရင် မိမိတို့ကိုပူလောင်ခြင်းရှိစီမှာဖြစ်ပါတယ်။တစ်ဖက်လူကိုလည်းပဲမုံတီးခြင်းလည်းဖြစ်စီမှာဖြစ်ပါတယ်။ကုံပြိုင်လိုတဲ့စိတ်ဟာလည်းပဲမနာလိုစိတ်ကိုကြီးထွားစေပါတယ်။မနာလိုစိတ်ဟာစိတ်လုံးညင်ညို့စင်နဲ့အစ ကွဲပြားခြင်းတို့ရောက်စေတာလည်းဖြစ်ပါတယ်။ဒါကြောင့်ရှင်ဘောလူကခရစ်တော်၌အင်ကာခြင်းဖြစ်ကြတဲ့သူတူတူတယောက် ဝမ်းမြောက်တဲ့အခါမှာအတူဝမ်းမြောက်ချီကျူဂုံပြူပေးတတ်ဖို့အတွက်တွန်တင်ပေးထားတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရပါတယ်ငိုကြွေးတော့သူတို့နဲ့အတူငိုကြွေးရမယ်ဆိုတာကတော့အကြောင်းအရာတစ်ခုခုကြောင့်เนาะဝမ်းနေငိုကြွေးနေတဲ့လူကိုစာနာတနာချင်းစိတ်ထားရမယ်လို့ပြောပြနေတာဖြစ်ပါတယ် ငိုကြွေးလူတွေနေတဲ့သူတွေရှိမှာတခြင်းဆိုမပြရပါဘူးပြောအောင်ဆိုပြီးတော့ဟာတာပြောတာတို့ကားခုံပေးတာတို့မပြုရပါဘူးအဲ့ဒါလို့ငိုကြွေးသူတွေကိုလည်းပဲကျွန်တော်တို့ကအထင်မြင်သေးခြင်းမျိုးမပြုရပါဘူးသူတို့ရဲ့ငိုကြွေးစရာနော်ဝမ်းနည်းစရာတို့ကိုစာနာနားလေပြီးပြီးတော့သူတို့နည်းတူ ဝါနေချင်းကိုဖော်ပြပြီးတော့အာပေနှစ်သိချင်းပြုရမှာဖြစ်ပါတယ်လူတူတူတယောက်ငိုကြွေးနေရချင်းဟာစိတ်ဆင်းရဲချင်းဝါနေကြည့်ခွတ်ချင်းအထွတ်အထိပ်သူရောက်နေချင်းရဲ့ထင်ရှားတဲ့လက္ခဏာတစ်မျိုးဖြစ်တယ်ဆိုတော့ကိုနားလည်ကြရမှာဖြစ်ပါတယ်လူဆိုတာလူလူနဲ့မျက်ရည်မကြပါဘူးဒါပေမဲ့မျက်ရည်ကြားလောက်တဲ့အထိတ် ငိုကြွေးရလောက်တဲ့အထိဖြစ်ပြီးဆိုလို့ရှိရင်သူ့ရဲ့တောကဟာအင်မတန်မှအထောအထည်ရောက်နေတယ်ဆိုတော့ကိုကျွန်တော်တို့ကနားလေစာနာပြရမှာဖြစ်ပါတယ်။အဲ့ဒီလူတို့ကိုနားလေစာနာပြီးတော့အာပိနေတဲ့ချင်းကိုပြူးချင်းဟာသူတို့နဲ့အတူငိုကြွေးပြေးချင်းရဲ့လက္ခဏာဖြစ်ပါတယ်ဆိုတာကျွန်တော်တို့နားလေရပါတယ်။နောက် ူတပါဆိုတဲ့တတရားအချက်ကတော့ပါလေဆိုလို့ရှိရင်မိမိအပေါ်မှာ ပြင်းမှရံပြူသောရံသူ များအပေါ်မှာထားရမယ်စိတ်ထားဖြစ်ပါတယ်အဲ့ဒါကြတော့ဒီမှာရည်ထားတယ်လေဆိုရင်အငေစိတ်ကိုမှရည်ထားပါတယ်ချစ်သူတို့သူတပါးဒီတင်တော့ကိုပြင်းမှလင် ကိုယ်တိုင်အပြည့်ပြန်၍မတုံ့ကြနဲ့ အမြတ်တော်ကိုအခွင့်ပေးကြလောကျမ်းစာလာဒီကငါသည်အပြစ်တရားကိုစီရင်ပန်၏အပြစ်နဲ့အလျောက်ငါဆက်ပေးမည်ဟုထာဝရဖျားမိန်တော်မူ၏ဆိုပြီးတော့အငယ်ရှိကုမှာပြောပြထားပါတယ်မိမိအပေါ်ပြစ်မှရံပြုတ်သူကိုလူတိုင်းမုံတီကြတာကဤလောကရဲ့တမရတရားပဲဖြစ်ပါတယ်ရံပြုတ်သူကိုရံချင်း ြန်တုံးပြန်ကြတာကြောင့်ဤကဘာလောကမှာခိုက်ရန်ဖြစ်ပွားခြင်းဟာအဆုံးမတန်းနိုင်ပဲရှိနေတာဖြစ်ပါတယ်အထက်မှာထိုသူတို့အတွက်ဆုတောင်းမေတ္တာပြုပေးရမယ်လို့ရှင်ဘောလူကမှာကြပေးခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာကြတော့ရှင်ဘောလူတုံတင်ပေးတာကရန်ကိုရန်ချင်းမတုံးပြန်ကြပဲနဲ့မင်းနဲ့ ရဲ့အမြင့်တော်တာကိုအခွင့်မပေးကြပဲတိခန့်ကြဖို့ဒါရင်မကပဲအဲ့ဒီအမှုကိုဖျားသခင်လက်တော်သို့သာအနှံကြဖို့တွင်တင်ပေးနေတာဖြစ်ပါတယ်ဖျားသခင်ကဘာပြောတယ်လဲဆိုလို့ရှိရင်တရားဟောရာကျမ်း30နဲ့ငွေ35မှာမောဆေစီမှာပြောတဲ့စကားကတော့ငါဒီအပြစ်တရားကိုစီရင်ပိုင်ဤအပြစ်နဲ့အလျောက်ငါဆက်ပေးမည်ဟုထာဝရဖျားမိန်တော်မူ၏ဆိုပြီးတော့ပြောပြထားပါတယ် အဲ့ဒါကိုစင်ပေါ်လူက ကိုးကားပြီးတော့ဒီမှာပြောပြထားတာဖြစ်ပါတယ်ကျွန်တော်တို့အပေါ်ပြင်းမှရံပြူသူဟာဘုရားသခင်ရဲ့တာသမီကို ပြင်းမှရံပြူခြင်းဖြစ်တာကြောင့်ကျွန်တော်တို့ကိုချစ်မြန်းနိုးတဲ့ကျွန်တော်တို့ရဲ့အဖဘုရားသခင်ဟာအဲ့ဒီရံပြူသူတို့အပေါ်မှာ အပြည့်အတိုင်းတရားမရှိရင်ပဲမရှိပါဘူးဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ် ဆိုလိုတာကသူတစ်ပါးဟာတင်းကို ပြင်းမှရံပြုလို့ရှိရင်ရံချင်းမတုံးပြန်ပါနဲ့ငါတာဝန်ထားလို့ဘုရားသခင်ကကျွန်တော်တို့ကိုပြောပြနေခြင်းဖြစ်ပါတယ်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး9အငယ်9နှစ်မှာလည်းပဲကျွန်တော်အချင်းချင်းပဲဒီကျမ်းကိုကိုးကားခဲ့ဖို့ပါတယ်ဒါကပါလဲဆိုလို့ရှိရင် တင်တို့ကိုတတိနဲ့ကြီးစုတော်မူသောကြောင့်လို့ဆိုတဲ့စကားပဲဖြစ်ပါတယ်။ဘုရားရခင်ဟာကျွန်တော်တို့ကိုမျက်ချိမပြတ်အမြဲတမ်းတတိနဲ့ကြီးစုနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဘသူကညင်စေလဲကျွန်တော်တို့ကိုဘသူကအာဘသူကနေပြတော့ရံပြုတ်နေတယ်လဲဆိုတော့ကိုဘုရားရခင်သိပါတယ်။ဘုရားကျွန်တော်တို့ဟာဘုရားရခင်ရဲ့တာသမီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘုရားသခင်ဟာကျွန်တော်ရဲ့အဖဖြစ်ပါတယ်။ အဖာဒီတားကိုမကာကွယ်ပဲနဲ့ငြိမ်ပြီးတော့နေမှာမဟုတ်ဘူးဆိုတော့ကိုလေကျွန်တော်တို့နားလေရမှာဖြစ်ပါတယ်ဆလံ121အငယ်ရှင်းပါလေပဲသာရဖျားဒီတင်ဤထွက်ချင်းနဲ့ဝင်ချင်းတို့ကိုယခုမှစ၍အစင်မပြတ်စောင်းတော်မူလိမ့်မည်ဆိုပြီးတော့လည်းပဲပြောပြထားပါတယ်ကျွန်တော်တို့တတိမထားမိတဲ့အချိန်မှတောင်မှ ဖျားတခင်ကကျွန်တော်တို့ကိုတတိမထမီဘူးဆိုတာမရှိဘူးကျွန်တော်တို့ရဲ့ဝင်ချင်းထွက်ချင်းအလုံးစုံတို့ကိုလည်းပဲအစင်မပြတ်စောင့်ကြည့်ပြတဲ့ဖျားတခင်ဖြစ်ပါတယ်ဒီအချက်မှာအရှင်ဘောဓုကမိမိအပေါ်ပြင့်မှရံပြူသူကိုရံတုံးမမှုပဲရံတုံးမမှုပဲနဲ့ဖျားတခင်လက်ထုတာအနှံကြဖို့တုံတင်ပြနေတာဖြစ်ပါတယ် က်ပြီးတော့ယံတူကိုယံတုံးမမူပဲဘလို့ပြုရမလဲဆိုပြီးတော့လည်းပဲဆက်ပြီးတော့တုံတင်ပေးထားပါတယ်။ဖျားသခင်လက်မှာအနှံယုံမကကျွန်တော်တို့အနေနဲ့ပြုရမယ့်အရာကိုလည်းသူပြောပြထားပါတယ်။မိမိတို့ကိုညင်ဆဲတဲ့လူနော်ယံပြုတဲ့လူ ပြင်းမာတဲ့လူတို့စားစရာ မရှိဘူးဆိုလို့ရှိရင် ကျွေးပြရမယ်တဲ့ကျွေးမွပြရမယ်စားเสียပေးရမယ်လို့ပြောပါတယ်နော်အာထိုကြောင့်တင်ဤအငယ်20မှာနော်ထိုကြောင့်တင်ဤယံသူဒီမွတ်သိရင်လွတ်ကျွေးတော့ရေငတ်ရင်တောက်เสียဖိုးပြေတော့ထိုသူပြုရင်သူဤကောင်းပေါ်၌မြေခဲကိုပုံထားလိမ့်မည်လို့ပြောပါတယ် သူတို့ငတ်မွတ်နေတဲ့စားဆရာမရှိဘူးဆိုလို့ရှိရင်တော့ငါရန်သူပဲဆိုပြတော့မပြစ်ထားရဘူးတဲ့သူတို့ကိုကြွေးမွေးရမှာဖြစ်တယ်လို့ပြောထားပါတယ်သူတို့မှာတောက်ဆရာကြီးမရှိဘူးဆိုလို့ရှိရင်လည်းတောက်ဆရာပြေးရမှာဖြစ်ပါတယ်နော်ဆိုလိုတော့ကကိုယ်ရန်သူအပေါ်မှာမေတ္တာပြားခြင်းဖြစ်ပါတယ်အဲ့လိုပြုခြင်းဟာတဲ့သူတို့အပေါ်မှာမေတ္တာပြားခြင်းဖြစ်တာကြောင့်သူတို့ သူတို့ကိုမေတ္တာတရားအကြောင်းတရားဟောပြောပေးနေခြင်းလည်းဖြစ်ပါတယ်။ဒီအပြုအမူတို့ဟာယံသူရဲ့စိတ်နှလုံးကိုတိုက်ရိုက်တိုးထီးစေပြီးတော့နောင်တသို့ဘိုးဆောင်ကောင်းဘိုးဆောင်ပေးနိုင်တဲ့အပြုအမူမျိုးဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ရှင်ဘောဓုကဒီမှာပါဆက်ပြောထားလဲဆိုလို့ရှင် ထောသူပြုလျင် သူဤကောင်းပုံ၌မိခဲကိုပုံထားလိမ့်မယ်လို့ပြောပြထားပါတယ်။အဲ့ဒီမိခဲကိုပုံထားတယ်ဆိုတော့ကသူကိုပူလောင်စေဖို့အတွက်ကလေးစားချေခြင်းမျိုးကိုဆူရတာမျိုးမဟုတ်ပဲနဲ့။နော်။သူရဲ့စိတ်ဟုတ်ကိုနူးဆော်ပေးတာကိုပြောတာဖြစ်တယ်။အဲ့ဒီယံသူအပေါ်မှာအာမင်္ဂလာရောက်စေဖို့အတွက်ပြုတာမျိုးမဟုတ်ပဲနဲ့။သူတို့ရဲ့စိတ်နှလုံးကို နော်မနေနိုင်လောက်အောင်အထိနိုးဆော်ခြင်းဖြစ်စီဖို့အတွက်ကျွန်တော်တို့ကမေတ္တာပြသပေးတာဖြစ်တယ်။နောက်ပြီးတော့အခန်းရှင်းနဲ့အငငယ်၁၁မှာ အဆုံးသတ်မှာသူပါပြောထားတယ်လေဆိုလို့ရှိရင်နော်အဆိုးအာဖြင့်အဆုံးမခံနဲ့အကောင်းအာဖြင့်အဆိုးကိုနိုင်တော့ဆိုပြီးတော့ပြောပြထားပါတယ်။ အဆိုးအဖျင်အဆုံးမခံနဲ့အကောင်းအဖျင်အဆိုးကိုအနိုင်ယူဖို့ဆိုတဲ့စကားနဲ့နေကုံချုပ်ပေးထားတာဖြစ်တယ်။သိုးသောသူကိုအဆိုးနဲ့တုံ့ပြန်ခြင်းဟာကိုယ်တိုင်အဆုံးခံခြင်းပဲဖြစ်ပါတယ်။သိုးတဲ့သူကို အကောင်းအဖျင်တုံ့ပြန်ခြင်းဟာအဆိုးအပေါ်မှာအနိုင်ယူခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။ ဒါကြောင့်သိုးသောသူတို့ပေါ်မှာကောင်းသောအမှုကိုပြုပြီးတော့တုံးပြန်ခြင်းဟာတခင်ခရစ်တော်၌ရှိတဲ့စိတ်တော်ကိုပန်ဆန်ရာယူထားခြင်းရဲ့အမှတ်တင်ကြီးသားအမှတ်လက္ခဏာလည်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နားလည်ရပါတယ်။ဒါကြောင့်ရှင်ဘောလုကရောမအခန်းကြီး၁၂အငယ်၁၄ကနေပြီးတော့၂၁ထဲမှာ သူတို့ဘာအပေါ်မှာထားရမယ်ယုံကြည်သူတရားအနေနဲ့သူတို့ဘာအပေါ်မှာထားရမယ်စိတ်ထားမြတ်ကိုသူကပြောပြတာဖြစ်ပါတယ်အချို့အပြင်ပြန်ပြောပြမယ်ဆိုလို့ရှိရင်တော့မိမိတို့ကိုညှင်းဆဲသောသူနဲ့ချိန်ဆဲသောသူတို့အတွက်မေတ္တာပို့ဆူတောင်းပေးရမယ်ဆိုပြီးတော့ပြောပြထားပါတယ်ဒုတိယအချက်အနေနဲ့ကျတော့ဝါမြောက်သောသူနဲ့သူဝါမြောက်ပြီးတော့ငိုကြွေးနေသောသူတို့နဲ့သူငိုကြွေးပေးရမယ်ဆိုတာက တို့အပေါ်မှာအာငိုကြွေးတဲ့တို့အပေါ်မှာအတူငိုကြွေးပြရမယ်ဆိုတော့ကသူတို့ရဲ့ငိုကြွေးရခြင်းရဲ့ဒုက္ခဆင်းရဲဒုက္ခဝေဒနာပေါ်မှာစာနာထောက်ထားပေးခြင်းကိုပြောတာဖြစ်ပါတယ်။ဝါမြောက်တော့သူတို့နဲ့သူဝါမြောက်ပေးရမယ်ဆိုတော့ကအကြောင်းတစ်ခုခိုးကြောင့်ဝါမြောက်เสียရှိတော့သူပေါ်မှာမနာလိုစိတ်နဲ့မမွေးပဲနဲ့သူနဲ့သူဝါမြောက်ပေးရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ ံပါတ်3အချက်မှာကြတော့မိမိရဲ့ပုံမှာပြင်မာသူများရံပြူးသူများဆိုပြီးတော့ပြောထားပါတယ်အဲ့ဒီမှာကြတော့ကိုကိုပြင်မာရံပြူးသူတို့ကိုလည်းပဲရံတုံးမမူပဲနဲ့ဘုရားသခင်လက်ထက်ကိုသာအပ်ပါတဲ့ဆိုပြီးတော့နံပါတ်1အချက်အနေနဲ့သူပြောပြတယ်ဘုရားသခင်လက်ထက်ကိုအပ်ဖို့ပေါ့နော်ဘုရားသခင်ကအပြင်းနဲ့အလျောက်တရားစီရင်တဲ့စီရင်ဖို့ပေါ့နော်နောက်ဒုတိယအချက်အနေနဲ့ကြတော့ဒီမှာစင်ပေါ်လို့ပြောပြတာကတော့ အလိုကိုကိုအာရံပြူတဲ့လူတွေညင်းဆဲတဲ့လူတွေเนาะရံသူတွေမုတ်တိတ်တယ်ဆိုလို့ရှိရင်သူတို့ကိုလှုပ်ချွေရမယ်တဲ့နောက်ပြီးတော့သူတို့အတော့ဆရာမရှိဘူးဆိုလို့ရှိရင်လေသူတို့ကိုတောက်ဆရာကြီးပေးရမယ်တဲ့အဲဒီလိုဆိုးတဲ့လူအပေါ်မှာမေတ္တာပြခြင်းဟာအဆိုးကိုအကောင်နဲ့ အနံ့ယူပြခြင်းဖြစ်ပါတယ်။အဲ့ဒီဆိုးတဲ့လူကိုအဆိုးနဲ့ပဲတုံ့ပြန်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါဟာအဆုံးခံခြင်းဖြစ်တယ်ဆိုတော့ကိုလေကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။ဒါကရောမအခန်းကြီး၈နှစ်အငယ်၁၄ကနေ၂၁မှာအာရှင်ပေါ်လို့တုံတင်ပေးထားတဲ့သူတို့ဘာအပေါ်မှာယုံကြည်သူတို့ထားရမယ်စိတ်ထားအကြောင်းဖြစ်ပါတယ်။ဆိုတော့ဒီနေ့ ေဆင်းလင်းပြတာကတော့ဒီလောက်ပဲဖြစ်ပါတယ်ဒီမြေပဲရက်နေပါစေအားလုံးကိုကျေးဇူးတင်ပါတယ်